ခါနာလိုနေစဉ်ဘဝမှာစိတ်ညစ်နေသူတွေအတွက်လွယ်လွယ်ကူကူနဲ့ခါနာတတစေမဲ့နီလန်ကောင်းလေး၅ချက်ကိုမျှဝေပေးလိုက်ပါတယ်နော်နံပါတ်၁အနားယူပါဒါပေမဲ့လှုပ်ရှားမှုကိုမရက်လိုက်ပါနဲ့ခါရမ်းနာနေရင်ခဏအနားယူပါဒါပေမဲ့တဏီကုံလဲမနေပဲဖြည်းဖြည်းချင်းလမ်းလျှောက်တာ ပေါ်ပါတဲ့အကျောလျှော့လေးကျင်ခန်းလေးတွေလှုပ်ပေးတာကကြွက်သားတွေကိုပြေလျှော့စေပြီးသွေးလေပတ်မှုကောင်းစေပါတယ်နံပါတ်၂ကိုနေဟန်သားကိုဂယုစိုက်ပါ ထိုင်တဲ့အခါမတည့်ရက်တဲ့အခါခါးကိုမမတ်ထားပါအထူးသဖြင့်ကွန်ပျူတာရှိမှ အကြာကြီးထိုင်ရသူတွေဖုန်းအကြာကြီးသုံးသူတွေခါမကုန်းမိအောင်တည်ထားပါနံပါတ်3အလေးပင်မတဲ့အခါတည်ထားပါပစ္စည်းတစ်ခုခုကိုမတော့မယ်ဆိုရင်ခါးကုန်းပြီးမတာမျိုးရှောင်ပြီးဒူးကိုကွေးကကိုနဲ့နီးကပ်အောင်ဆွဲယူပြီးမှ မပါခါးအားကို မသုံးမဲခြေထောက်အားကိုသုံးပါနံပါတ်4အိပ်ဆက်တဲ့ပုံစံကိုပြင်ပါ ပလက်အိရင်ဒူးအောက်မှာခေါင်းတလုံးဘေးဆောင်အိရင်ဒူးနှစ်ဖက်ကြားမှာခေါင်းပါလေးတလုံးထားအိတာကခါယိုးကိုတက်တောင့်တက်တာဖြစ်စေပြီးနာကျင်မှုကိုလျော့ပါစေပါတယ်။နံပါတ်၅ကန်းစော်စီလိမ့်ပေးပါ။ခါနာနေတဲ့နေရာတဝိုက်ကန်းစော်စီသို့မဟုတ် အနှစ်ဖြစ်တနေ့ကို၃ချိန်အသားရေစိမ့်ဝင်သွားအောင်ကိုလူပေးခြင်းကခါနာခြင်းကိုအချိန်တိုအတွင်းတိတိတတ်တာကြီးကိုတက်တာပြောက်ကင်းသွားစေပါတယ်။ ကန်းစော်စီအစ်စ်လိုချင်နေဆိုရင်ဆီယာမားတို့စီမှာဝယ်ယူနိုင်ပါတယ်ကန်းစော်စီအစ်စ်တွေကို တနိုင်ငံလုံးအိမ်ရောက်ငွေချေနဲ့ပို့ဆောင်ပေးနေပါတယ်နော်ဒီ post လေးကအသုံးဝင်နေဆိုရင် like share လုပ်ပြီးခါနာဝေဒနာခံစားနေရတဲ့ကိုမိတ်ဆွေမိသားစုဝင်တွေကိုလည်းမန်းရှင်းခေါ်ပြီးလက်တို့လိုက်ပါအောင်နော်